2025ခုနှစ်မက်လ10ရက်မှ16ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။ဒီမန်ချက်ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။ကိုယ့်ရဲ့အကြံစီများလည်းပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။အမျိုးသမီးတစ်ယောက်ရဲ့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းတွေလည်း ကြည်ကြည်မာမာရဖို့ရှိနေပါတယ်။အမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတယောက်ရဲ့အကြံကောင်းညံကောင်းတွေနဲ့အောင်မြင်မှုရှိနေပါတယ်။အလုပ်အကိုင်အကြံစီများလည်းပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။တယောက်တည်းတူတည်းကြိုးစားတာနဲ့ဆိုလို့ရှိရင်ပူပေါင်းဆောင်ရွက်တဲ့ကိစ္စတွေကပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။အဲ့တော့စက်တူရှယ်ယာလုပ်ငန်းများအင်မတန်အကျိုးပေးတဲ့အချိန်ကာလဖြစ်ပါတယ်။အချိန်နဲ့ပတ်သက်လို့ကတော့အမျိုးသမီးတယောက်ဂျားဝင်ရှုပ်နေတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ကိုအကြောင်းပြုပြီးတော့နှစ်ယောက်အစမပြေဖြစ်တတ်ပါတယ်အချင်းနဲ့ပတ်သက်လို့ရှေ့တဝခက်တာတွေနောက်ဆုံးရောက်ခက်တာတွေစဉ်းစားခက်တာတွေဆုံးဖြတ်ခက်တာတွေဝေခွဲရခက်တာတွေကြုံတတ်ပါတယ်စကားပြောဆိုလဲမှားတတ်ပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်လို့စိတ်နှောက်ရှက်ဖြစ်ရတတ်တဲ့ကာလဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့ရတော့တဲ့အမြင်တွေအယူဆတွေနှိမ့်နှိုင်းရခက်နေတတ်ပါတယ်မာနတွေပြိုင်နေတတ်ပါတယ်အဲ့တော့အကြောင်းကိစ္စမမေ့ရမရှိဘဲနဲ့ မင်းနဲ့ကြောမတက်ဖြစ်နေတတ်ပါတယ်မာနတွေအားပြိုင်နေတတ်ပါတယ်ညှိနှိုင်းရခက်နေတဲ့ကိစ္စများလည်းကြုံရတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့တော့ရစရာပေးစရာငွေများ လွဲချော်နေတတ်ပါတယ်ငွေလိန်ခံတတ်ပါတယ်ပြိထားတင်ပါတယ်အဲ့တော့အကျိုးပေးဒီကဏ္ဍကတော့1နဲ့8အလုံးပေါင်းခြင်း1တို့8တို့ကြတဲ့ကဏ္ဍနေရာအကျိုးပေးတဲ့ဒီကဏ္ဍဖြစ်ပါတယ် အကျိုးပေးတဲ့အယောင်တွေကတော့အဝါရောင်အနီရောင်အစိမ်းရောင်တွေဟာကံကောင်းစေတဲ့အယောင်တွေဖြစ်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ်အဲ့တော့ကံကောင်းစေမဲ့ဇရိယာကတော့ဗေနေမစုမနဲ့9နာရီတိတိပန်းအဝါ9ပွင့်ပေါင်ပုံ9ချက်အိမ်ဖျားမှာလှူပြီးတော့စူတောင်းခြင်းအပြင်ကံအညာအခိုက်တွေကြည်ပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်အဲ့ကျွန်တော်ရဲ့တပည့်စာတလားစာဗေနေဟော့စတယ်နေနောက်ဇရိယာဘုသူရာတွေတားတော့တိုက်ရိုက်မိတဲ့အစီအစဉ်တွေအမြဲမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နာမှာရှိနေတဲ့အပေါင်းလေးကိုနှိပ်ထားဖို့ဖြစ်ပါတယ် ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြာကျွန်တော်ကတော့မင်းသိန်းခိုင်ရွှေရံထူးနေဖြစ်ပါတယ်တနင်္လာ သာသမီများ2025ခုနှစ်မတ်လ10ရက်မှမတ်လ16ရက်အတွင်းတပတ်စာဘေးရင်ဟော့စတန်ဖြစ်ပါတယ်အလုတ်တိုင်းနေရာတိုင်းမှာအနောက်ရှက်အတိုက်အခံရှိနေတတ်ပါတယ်အုပ်စုဖွဲ့ပြီးတော့ကြောက်တွန်းတာမျိုး နိုင်ကျင်တာမျိုး မကောင်းကျင်တာမျိုးတုံ့တက်ပါတယ်အလုတ်တိုင်းနေရာတိုင်းမှာ အတိုက်ခံအပြိုင်အဆိုင် ရှိနေပါတယ်အဲ့တော့သတိထားပြီးတော့ပြတ်တန်းတင်ပါတယ်အဲ့တော့အလုတ်ကန်အကျန်စီများအလုတ်ကန်နဲ့ပတ်သက်လို့အကျန်စီနဲ့ပတ်သက်လို့စကားပြောညင်းခုံအားမျိုးဖြစ်ရှင်းရတာမျိုးတွေတုံ့တက်ပါတယ်ဒါလည်းပဲသတိထားတင်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရတော့တဲ့သဘောထားတင်းမှမှုတွေဖြစ်နေတတ်ပါတယ်အဲ့တော့ ရေကုန်တန်းနဲ့အေးဆက်နေတဲ့ကာလဖြစ်ပါတယ်။တယောက်တယောက်ညှိနှိုင်းရခဲ့ခြင်းမာနတွေအပြိုင်ချင်းရေကုန်တန်းများအေးဆက်ခြင်းဆိုတဲ့အခြေအနေမျိုးကိုဖြစ်တမ်းမှဖြစ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့အမျိုးသမီးတယောက်ဂျာမန်ချုပ်တက်ပါတယ်။အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့နေနေမယားကတော့ကစားအချို့ရှိတတ်ပါတယ်သို့တော်လည်းပဲအဲ့ဒါတွေကြားရရနေပြီးတော့နေမယားနှစ်ယောက်စလုံးရဲ့မျောလင်းချက်ဒီမန်းချက်တွေပြည့်မြောက်အောင်မြင်ဖို့လည်းပဲရှိနေပါတယ် ငွေကြေးနဲ့ပတ်သက်လို့တော့တဲ့ငွေကြေးကံကအလဲလက်မှာပဲရှိပါတယ်။ရစရာပေးစရာငွေများအောင်မြင်မှုအတွက်ကတော့တဲ့တဝက်ပဲအောင်မြင်မှုရှိနေပါတယ်။အဲ့တော့ရတာရှိတဲ့တဝက်ပေါ်ရဖို့ရှိရဲ့ပေးစရာဆိုလည်းတဝက်ပဲပေးနိုင်တယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လည်းပဲနည်းနည်းလေးခက်ခဲမယ်၊ကြက်တဲမယ်၊စိတ်ပူရမယ်၊ချိန်ကာလပဲဖြစ်ပါတယ်။ပညာရေးမိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။မတင်မတ်တဲ့ပုံစံနဲ့အောင်မြင်မှုရှိနေပါတယ်။ ကျမရေးဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားပါဖြစ်မယ်လို့မဆိုလိုပါဘူး။ဒါဒီချိန်ကာလမှာအကျိုးပေးတဲ့အရာတွေကတော့အဝါရောင်အစင်းရောင်အဖြစ်အောင်တွေပဲဖြစ်ပါတယ်။အကျိုးပေးတဲ့ဒီကဏ္ဍကတော့3တို့5တို့8တို့မြင်များလေးပေါအောင်ထိုးပါ။အဲ့တော့ကန်ကောင်းစီမဲ့ယရိယာကတော့မနေ့7နာရီတိတိစွန်း3ပကံနှင်းစီ3ပွင့်အိမ်ဖျားမှာလှူပြီးတော့ဆူတောင်းခြင်းအဖြစ်ကန်အញ្ញံခိုက်တွေကြည်ပြောက်ပြီးတော့ကန်တွေကောင်းစီပါလိမ့်မယ်။ကြတော့ကျွန်တော်ရေဗီဒီယိုဟော့စတန်နေရေရေလက်ဆောင်နေမပြတ်ကြည့်လို့ရအောင် ဒီအပေါ်နာမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်တာဖို့ဖြစ်ပါတယ်။အဲတော့ကျွန်တော်ကတော့ main သိန်းခိုင်ရွှေရန်ထူလင်းဖြစ်ပါတယ်။အဲတော့မိတ်ဆွေများအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ။အင်္ဂါသာသမီများ2025ခုနှစ်မတ်လ10ရက်ကနေပြီးတော့16ရက်အတွင်းတပတ်စာဘေးဒင်ဟော့စတယ်ဖြစ်ပါတယ်။ ဒီလောက်တိုင်းနေရာတိုင်းမှာအတိုက်ခံနေအပြန်ဆန်နေအခက်အခဲတွေရှိနေတတ်ပါတယ်မိမိလူကျင်တဲ့အရာများကိုမိမိကိုယ်တိုင် ဖန်တီးယူမှရပါလိမ့်မယ်အဲ့တော့ကံတရားကိုအားကိုးလို့မရဘူးတခြားအကူအညီတွေအားကိုးလို့မရဘူးမိမိဖြစ်ချင်တာများမိမိလူကျင်တာများကိုမိမိကိုယ်တိုင်ဖန်တီးယူမှ လုပ်ယူမှပဲရပါလိမ့်မယ်အလုတ်ကိုင်းအကျံစီများနဲ့ပတ်သက်လို့မထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်။အဲအောင်မြင်မယ်လို့ထင်တဲ့ကိစ္စတွေကမအောင်မြင်ဘဲနဲ့အဲမအောင်မြင်ဘူးလို့ထင်တဲ့ကိစ္စတွေထပ်ပြီးတော့အောင်မြင်တတ်ပါတယ်။ မထင်မှတ်တဲ့ပုံစံမျိုးနဲ့အလောက်ကအကျံစီများအောင်မြင်ဖို့ရှိနေပါတယ်မထင်မှတ်တာတွေဖြစ်လာတတ်ပါတယ်အဲ့တော့မထင်မှတ်တာတွေကအကောင်းနဲ့ဖြစ်နိုင်ပါတယ်အညံ့လည်းပဲဖြစ်နိုင်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကတော့ပျော်ရွှင်မှုတွေမျှဝေခံစားမှုတွေနားလည်မှုတွေဂရုစိုက်ခံရမှုတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့ကျဉ်းူးစရာကောင်းတဲ့အဲ့တော့ချစ်ပင်နေပြိုးပြီးတော့ချစ်မိုးတွေယူအားမဲ့အချိန်ကာလကိုဖြတ်သန်းရမှာဖြစ်ပါတယ်ပျော်ရွှင်စွာဖြတ်သန်းရမှာဖြစ်ပါတယ် အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့တဲ့အပြောင်းလဲကြီးမားမားဖြစ်ဖို့ရှိနေပါတယ်မတရားကောင်းမတရားညံ့သွားတတ်ပါတယ်အဲ့တော့ကောင်းနေတဲ့သူများကတော့ညံ့သွားတတ်ပါတယ်ညံ့နေတဲ့သူများအစင်မပြေတဲ့သူများကတော့ပြန်ပြီးတော့အစင်ပြေဖို့ရှိနေပါတယ်အဲ့တော့အိမ်ထောင်ရေးအစင်မပြေတဲ့သူများအစင်ပြေခြင်းနဲ့ဆိုရင်အဲ့ရပြောင်းဝင်ပေးပါကိုယ်နားမှာရှိတဲ့ပစ္စည်းတွေနေရာပြောင်းပေးပါအိမ်ထောင်ဘက်ရဲ့ဆွေမျိုးတွေမှာလည်းပဲတေလူမျိုးပါကျမ်းမာရေးညံ့တာမျိုးတွေလည်းဖြစ်တတ်ပါတယ် ညာရေးမိမိရင်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်မဲတော်ဘာတဘာဘာကိုတိုက်လှည့်ပြီးတော့ဆွတောင်းပါကျမ်းမာရေးခြေထောက်နဲ့ပတ်သက်လို့သွေးနဲ့ပတ်သက်လို့စီးနဲ့ပတ်သက်တဲ့ယောဂါများတတိထားပါဖြစ်မယ်လို့မဆိုလိုပါအဲ့တော့အကျိုးပေးတဲ့အရောင်တွေကတော့အဖြူရောင်အနက်ရောင်အဝါရောင်တွေကကံကောင်းစေတဲ့အရောင်တွေဖြစ်ပါတယ်များများအသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ဒီကနန်းကတော့အလုံးပေါင်းခြင်း1တို့၄တို့6တို့ပါတဲ့ဒီလက်မှတ်ကိုရွေးပြီးတော့ထိုးဖို့ဖြစ်ပါတယ် အဲကံကောင်းစီမံခြေတရားကတော့မနေ့6နိုင်10မိနစ်မှာအနီရောင်ပန်း6ပွင့်တိမ်ဖျားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်အញ្ញံခိုက်တွေကြေပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့မင်းသိန်းခိုင်ချူရန်ဒူနင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဘေဒင်ဟော့စတန်နေရရလက်ဆောင်နေမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်တာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေအဲ့တော့မိတ်ဆွေများအားလုံး အောင်စေပိုင်စေနိုင်စေခိုင်စေဗျာဘုဒ္ဓဟူသာသမီများ2025ခုနှစ်မတ်လ10ရက်မှ16ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်လူကြီးတယောက်ကြောင့်စိတ်နှောက်ရှက်ဖြစ်ရတဲ့ပါတယ်ကြီးကဲသူများနဲ့အယူဆဝေရတဲ့ပါတယ် အဲ့လူကြီးတယောက်နဲ့ပတ်သက်လို့မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတယောက်နဲ့ပတ်သက်လို့မိသားစုထဲမှာရှိတဲ့လူကြီးတယောက်နဲ့ပတ်သက်လို့စိတ်အနှောရှက်ဖြစ်တတ်ပါတယ်။ကြီးကဲသူများနဲ့လည်းပဲအယူဆပွဲလဲဖို့ရှိနေပါတယ်။ရှေ့တိုးကခက်တဲ့ကိစ္စတွေနောက်ပြန်ဆော့တဲ့ကိစ္စတွေကြုံရတတ်ပါတယ်။အဲ့တော့ရှေ့ဆက်တိုးရမလို့လို့နောက်ပြန်ဆော့ရမလို့လို့ဖြစ်နေတတ်ပါတယ်။အလောက်ကန်အကျံစီများမိမိရင်မှန်းထားတာပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။အဲ့တော့အလုံးနဲ့ပတ်သက်လို့ပျော်ရွှင်ရခြင်း၊ကျေနွေးရခြင်း၊ဝမ်းသာရခြင်း ကြံစီများပြည့်မြောက်အောင်မြင်ခြင်းအလုံးနဲ့ပတ်သက်လို့အကျိုးမြတ်များရရှိခြင်းအောင်မြင်ခြင်းပျော်ရွှင်ခြင်းနမိတ်ဖြစ်ပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့တရင်ကောင်းနေကြားဖို့ရှိတယ်၊ကောင်းတဲ့ခီးတွေသွားဖို့ရှိတယ်၊ပျော်ဝဲစားခီးတွေပဲသွားဖို့ရှိနေပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့ကလည်းပဲပျော်ရွှင်မှုတွေ၊တာယာမှုတွေ၊ဝမ်းသာစရာတွေ၊ကြည်နူးစရာတွေထုံမွနေတဲ့ကာလပဲဖြစ်ပါတယ်။စိတ်ပူစရာလေးအချို့တော့ရှိတတ်ပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့ တူတည်းနေကျင်တဲ့စိတ်တွေများနေတတ်ပါတယ်နော်အဲ့တော့တယောက်တည်းနေကျင်တဲ့စိတ်တွေများနေတတ်ပါတယ်အဲ့တော့တနည်းအားဖြင့်ထွက်သွားခြင်းတဲ့စိတ်တွေလည်းပဲပုံနေတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရစရာပေးစရာငွေများစိတ်ပူကြံ့ကြံ့နေတတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စများစိတ်ပူကြံ့ကြံ့ပြီးမှအောင်မြင်မှုရှိနေပါတယ်အဲ့တော့ပညာရေးကံကတော့အလဲလက်မှာပဲရှိပါတယ်အဲ့တော့ပညာရေးကံကောင်းစေဖို့အတွက်စာချက်တဲ့နေရာ ပြောင်းပေးပါ နည်းလေးစာကြည့်တဲ့နေရာပြောင်းပြီးတော့ကြက်ပြပါကျမ်းမာရေးခြေထောက်ခန်းနဲ့ပတ်သက်တဲ့ယောဂတွေသတိထားပါဖြစ်မဲ့လို့မဆိုလိုပါအကျိုးပေးတဲ့အရာတွေကတော့အဝါရောင်အဖြူရောင်တွေရရွှေရောင်တွေအကျိုးပေးတဲ့အရာတွေဖြစ်ပါတယ်များများသုံးနိုင်ပါတယ်အဲ့တော့အကျိုးပေးတဲ့ထိကနန်းကတော့တုံညတို့တစ်တို့ကိုတို့များများပါတဲ့ထိလက်မှတ်ကိုရွေးပြီးတော့ထိုးနိုင်ပါတယ်အဲ့တော့ဒီတဲ့ဘက်ထဲမှာအဲ့တော့ကံကောင်းစီမဲ့ရေရရာကတော့ဘယ်နေ့မဆိုမနေ့၈နိုင်တိတိစွန်း၃ပကံ နင်းစီ၃ဘွဲ့အိမ်ဖျားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအပြင်ကံအညာခက်တွေကြည်ပြောက်ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေကျွန်တော်ကတော့မင်းသိန်းခိုင်ရွှေရန်ထူးလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုရာတွေမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပါကဲမိတ်ဆွေများအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါကြာတာပရိသသမီများအတွက် 2025ခုနှစ်မတ်လ10ရက်မှ16ရက်အတွင်းတပတ်စာဗီဒင်ဟော့စတန်ဖြစ်ပါတယ်။ကြာသာပရိသာသမီများအတွက်ဖြစ်ပါတယ်။အပြောင်းလဲကြည်ကြည်မာမာဖြစ်ဖို့ရှိနေပါတယ်။မတရားကောင်းမတရားညံ့တော့တတ်ပါတယ်။ကောင်းတဲ့အပြောင်းလဲများဖြစ်ရလေအောင်အိယာပြောင်းရင်ပြပါ။ ခရီးထွက်ပြီးပါကိုနားမှာရှိတဲ့ပစ္စည်းတွေနေရာပြောင်းပေးပါအဲ့တော့ကြီးမားတဲ့အပြောင်းလေးတွေဖြစ်ဖို့ရှိပါတယ်အဲ့တော့ကောင်းဖို့တော့အားသာပါတယ်ညနာလည်းပဲဖြစ်သွားနိုင်ပါတယ်အဲ့တော့ကောင်းတဲ့အပြောင်းလေးဖြစ်ရလျောင်းအဲ့ရပြောင်းပေးပါပစ္စည်းတွေနေရာရွှေ့ပေးပါအဲ့တော့အလုတ်ကိုင်အကျဉ်စီများလဲပြင်းမြောက်အောင်မြင်ပါလိမ့်မယ်အလုတ်နဲ့ပတ်သက်လို့အလုတ်ကိုင်နဲ့ပတ်သက်လို့အကျဉ်စီနဲ့ပတ်သက်လို့မိမိရင်မှန်းထားတဲ့အချိန်အောင်မြင်ပါလိမ့်မယ် ရင်မင်းချက်တွေပြည့်မြောက်အောင်မြင်ရဖို့ပျော်ရွှင်ရဖို့ရှိနေပါတယ်အဲ့တော့အချစ်ရေးမတရားကောင်းမတရားညံ့သွားတယ်ပါလေအဲ့တော့ကောင်းနေတဲ့သူများကတော့မတရားညံ့သွားတယ်ပါလေအဲ့တော့ညံ့နေတဲ့သူများကတော့မတရားပြန်ပြီးတော့ကောင်းလာနိုင်ပါတယ်အဲ့တော့အချစ်ရေးနဲ့ပတ်သက်လို့လည်းပဲကြီးမားတဲ့အပြောင်းလဲဖြစ်ဖို့ရှိနေပါတယ်သတိထားပါမတရားကောင်းမတရားညံ့သွားတယ်ပါလေအဲ့တော့ညံ့နေပြီးသားသူများကတော့ပြန်ပြီးတော့ကောင်းလာဖို့ရှိနေပါတယ်။ကောင်းနေတဲ့သူများအဲ့တော့တတိထားပြီးတော့ဖြတ်သန်းပါ အိမ်တော်ရေးအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေအစုလိုက်အပုံးလိုက်ရခြင်းအဖို့တန်ဆက်ပစ္စည်းဝင်ခြင်းရှိနေပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ဝမ်းသာပျော်ရွှင် ကြည်နူးစရာလေးတွေကြုံရမယ့်အချိန်ကာလပဲဖြစ်ပါတယ်ငွေနဲ့ပတ်သက်လို့စကားပြောအငင်းခုံးလေးတွေရှိပါတယ်ရစရာပေးစရာငွေများကြန့်ကြာနေတတ်ပါတယ်ငွေအတွက်စကားပြောငင်းခွာခြင်းစိတ်ပူပါခြင်းကြုံရတတ်ပါတယ်အဲ့တော့သတိထားပြီးတော့ပြတ်တန်းစီလိုပါတယ် တော့ပညာရေးမိမိရည်မှန်းထားသလောက်အောင်မြင်ပါလိမ့်မယ်။ကိုရည်မှန်းထားရတဲ့ပို့ပြီးတော့လည်းမအောင်မြင်ဘူး။ရော့ပြီးတော့လည်းမအောင်မြင်ဘူး။မိမိရည်မှန်းထားတဲ့အတိုင်းရည်မှန်းထားသလောက်အောင်မြင်ပါလိမ့်မယ်။ဒီကောနည်းနည်းပို့ပြီးတော့ကြိုးစားပေးပါ။ကျမိုင်နဲ့ပတ်သက်လို့ကတော့တဲ့စီးတို့တွေးတို့အဝါနဲ့ပတ်သက်တဲ့ယောဂများသတိထားပါဖြစ်မယ်လို့မဆိုလိုပါအဲ့တော့အကျိုးပေးတဲ့အကြောင်းတွေကတော့အဝါရောင်အဖြူရောင်အပြဲရောင်တွေအကျိုးပေးတဲ့အကြောင်းတွေဖြစ်ပါတယ်များများ သုံးဖို့ဖြစ်ပါတယ်အကျိုးပေးတဲ့ဒီကဏ္ဍကတော့ကိုးတို့ခွန်တို့တစ်တို့များများလေးပါလက်မှတ်ကိုရွေးပြီးတော့ထိုးပါအဲ့တော့ဒီချိန်ကာလမှာကံကောင်းစီမဲ့ရေရာကတော့မနေ့6နာရီတိတိပန်းအဖြူနှစ်ပွင့်ကိတ်မုံနှစ်ချက်အိမ်ဖျားမှာလှုပ်ပြီးတော့စူတောင်းခြင်းအားဖြင့်အညံ့ခိုက်လေးကြည်ပြော့ပြီးတော့ကံနေကောင်းစီပါလိမ့်မယ်ကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ဝန်ထူးလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗေဒင်ရေရာတွေမပြတ်ကြည့်လို့ရအောင်ဒီအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်တာကိုဖြစ်ပါတယ် ကဲအဲ့တော့ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေကျွန်တော်မိတ်ဆွေများအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေဗျာတောက်ကြတာသမီများတို့2025ခုနှစ်မတ်လ10ရက်မှ16ရက်အတွင်းတပတ်စာဘေရင်ဟော့စတယ်ဖြစ်ပါတယ်အဲ့တော့လက်ရှိအခြေအနေတဲ့ကောင်းတဲ့ နီးလန်းနေအခွင့်လန်းနေအခြေအနေတွေရှိနေပါသေးတယ်ကိုယ့်အကိုတွေးတော့ကြံစားပါအဲ့တော့ဒီတဲ့ပူကောင်းတဲ့အခြေအနေတွေနီးလန်းနေလမ်းကြောင်းတွေရှိနေပါတယ်ထပ်ပြီးတော့စဉ်းစားပါကြံစားပါတွေးခေါ်ပါဘလို့မှစဉ်းစားလို့မရဘူးဆိုရင်တော့တဲ့မျက်မှန်ပါတဲ့လူတယောက်ရဲ့အကြံဉာဏ်ကိုယူလိုက်ပါအလုံးနဲ့ပတ်သက်လို့အကျဉ်းစီနဲ့ပတ်သက်လို့ အုပ်စုဖွဲ့ပြီးတော့ကြောက်တုံးတာမျိုးအနိုင်ကျင့်တာမျိုးကိုယ်ရမမကောင်းပြောတာမျိုးမကောင်းကျင်တာမျိုးကြုံရတတ်ပါတယ်အဲအလောက်ကန်အကျံစီနဲ့ပတ်သက်လို့အတိုက်ခံရန်အတိုက်ခံအနေရရှိနေပါတယ်အတိထားပါအဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့ပြက်မလို့ဖြစ်နေတဲ့ချစ်သူများ မပြက်မကွဲဘူးလက်ရှိအခြေအနေတိုင်းအဲကြာနေတတ်ပါတယ်နော် အဲ့တော့အစဉ်ပြေတဲ့သူများကတော့သူတစ်ပါးကိုအချောင်းပြုတ်ပြီးတော့ဂျားလူအချောင်းပြုတ်ပြီးတော့နှစ်ယောက်ကတော့ခွက်စားလေးတွေဖြစ်တတ်တယ်အထင်လွဲလာလေးတွေဖြစ်တတ်တယ်စိတ်ပူစရာလေးဂျုံတတ်ပါတယ်အဲ့တော့ပြက်မလို့ပွဲမလို့ဖြစ်နေတဲ့ခြေသူများရှိရင်မပြက်မကွဲပါဘူးအဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့တဲ့နှစ်ယောက်စလုံးရဲ့ရည်မှန်းချက်တွေအကြံစီတွေပြည့်မြောက်အောင်မြင်မှုရှိနေပါတယ်အလှအတန်းလောက်ရတတ်ပါတယ်ဘာသာရေးလောက်ရတတ်ပါတယ် အဲ့တော့ဘာသာရေးကန့်ရှိန်သောလူကြီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းတွေလည်းရဖို့ရှိနေပါတယ်။အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တဲ့ဝန်တာပျော်ရှင်စရာတွေနှိမ့်ကျက်ပြေဝတာတွေထုံမုန်းတဲ့ကာလပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့အကျက်တဲကြုံရတတ်ပါတယ်။အဲ့တော့အရှိတဝခက်တာနောက်ဆုံးဝခက်တာရစရာပြေးစံကိုတွေကြက်ကြတာငွေကြေးနဲ့ပတ်သက်လို့စကားပြောအဆိုမှားတာရေးသားမှားတာစဉ်းမှားတာအဲ့တော့သတိထားသင့်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ စိတ်နှောက်ရှက်ဖြစ်စရာလေးတွေအကြက်တဲလေးတွေကြုံပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့တော့မိမိရည်မှန်းထားတဲ့အတိုင်းအောင်မြင်ပါလိမ့်မယ်အဲ့တော့တယောက်တည်းစာကြည့်ရတဲ့စာလို့ရှိရင် ပူပေါင်းပြီးတော့စုပေါင်းပြီးတော့စာကြက်တာမျိုးစာကြည့်တာမျိုးဆိုတော့ပို့ပြီးတော့ကောင်းပါတယ်ကျမရအရင်ဖြစ်ခဲ့မှုတဲ့ယောဂတွေတတိထားတင်ပါတယ်။လေချောင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားတင်ပါတယ်။ဖြစ်မယ်လို့မဆိုလိုပါနော်။ တော့အကျိုးပေးတဲ့အရာတွေကတော့အဖြူရောင်အဝါရောင်အနေရောင်တွေကကံကောင်းစေတဲ့အရာတွေဖြစ်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ထိကနန်းကတော့၈ကဲ၂ကဲ၃ညဖြစ်ပါတယ်အဲ့တော့ကံကောင်းစေမယ့်ခြေတရားကတော့မနက်၈နာရီတိတိစွန်း၃ပကံပန်းအဝါ၃ပွင့်အိမ်ပြန်မှာလှုပ်ပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေကြည်ပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ကတော့မင်းသိန်းခိုင်ရှူရန်တူနင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေမပြတ်ကြည့်လို့ရအောင် ဒီအပေါ်နာမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်တာဖို့ဖြစ်ပါတယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။ကျွန်တော်မိတ်ဆွေများအားလုံးအောင်စေပိုင်စေနိုင်စေဗျာ။စနေသားသမီးများ2025ခုနှစ်မတ်လ10ရက်မှ16ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။ တော့ရန်အတိုက်ခံရှိနေပါတယ်အထူးအားဖြင့်၃ရောက်အတွဲပေါ့နော်၃ရောက်အတွဲဆိုသတိထားပါ၃ရောက်အတွဲ၃ရောက်အုပ်စုလိုက်အုပ်စုလိုက်ကိုခွဲရမှာမကောင်းကြံတာမျိုးကြောက်တုံးတာမျိုးအတိုက်ခံလုပ်တာမျိုးအနှောက်ယှက်လုပ်တာမျိုးရှိပါတယ်အဲ့တော့ရန်အနေနဲ့အတိုက်ခံရှိနေပါတယ်သတိထားတင်ပါတယ်အဲ့တော့အလောက်ကန်အေဂျင်စီမြားအလုံးနဲ့ပတ်သက်လို့အေဂျင်စီနဲ့ပတ်သက်လို့ရည်ရွယ်ချက်တွေကြန့်ကြန့်နေတတ်ပါတယ် လောလောဆယ်မကောင်းသေးပါတဲ့အချင်းကြာလာတာနဲ့မျှကောင်းလာပါလိမ့်မယ်လောလောဆယ်မကောင်းသေးဘူးပြပြချင်းအချင်းကြာလာရင်အလောက်ကန်အကြံစီကိစ္စတွေအလောက်ကိစ္စတွေကောင်းလာပါလိမ့်မယ်အဲ့တော့အချင်းနဲ့ပတ်သက်လို့ပြတ်မလို့ဖြစ်နေတဲ့ခြေသူများပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်အဆင်ပြေပြီးသားသူများကတော့အရင်တော့မှဖြစ်ခဲ့ဘူးတဲ့ပြောခဲ့ဘူးတဲ့ပြဿနာအဟောင်းတို့စကားအဟောင်းတို့ပြန်ပြီးတော့ပေါ်လာတတ်ပါတယ်အဲဘယ်လိုပဲဖြစ်ဖြစ်အချင်းနဲ့ပတ်သက်လို့ကတော့ပြောရှင်းစရာတွေကြည်နူးစရာတွေ ဖော်မှုနေမဲ့ပန်းလူရောင်လွှမ်းအနေနဲ့အချိန်ကာလပဲနမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရေးကောင်းတဲ့အလဲပြောင်းနေဖြစ်လာဖို့ရှိပါတယ်။အိမ်တော်ရေးအစီအမပြေတဲ့သူများမခေါ်မပြောတဲ့သူများပြန်ပြီးတော့အစီအမပြေဖို့ခေါ်ဖို့ပြောဖို့ရှိနေပါတယ်။အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေတွေပါတယ်။ငွေရဖို့ရှိနေပါတယ်။လက်ဆောင်ပစ္စည်းတွေရဖို့လည်းရှိနေပါတယ်။အိမ်တော်ရေးမှာလည်းပဲကောင်းသောအပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ ငွေကြေးရစရာပေးစရာငွေများစိတ်ပူထင်ကုန်အကြံ့ကြံ့ပြီးမှအောင်မြင်နိုင်ပါတယ်။ငွေအတွက်စကားပြောအငင်းခုံဖြည့်ရှင်းတာမျိုးတွေလည်းကျွန်တော်တက်ပါတယ်။ပြည်ထားပြီးတော့ပြတ်တန်းတက်ပါတယ်။ပညာရေးမိမိရည်မှန်းထားတာတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်။ပညာရေးကံမတရားကောင်းနေပါလေ။ကျမ်းမာရေးခြေထောက်နဲ့ပတ်သက်လို့ဒူးနဲ့ပတ်သက်လို့ဝမ်းနဲ့ပတ်သက်လို့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ယောဂများသတိထားသင့်လို့ပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီဘက်ထဲမှာအကျိုးပေးတဲ့အကြောင်းတွေကတော့ အဝါရောင်အနက်ရောင်အဖြူရောင်တွေဟာကံကောင်းစေတဲ့အရောင်တွေဖြစ်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ဒီကလန်းကတော့နှစ်ကယ်၃ညရဲ့ရှစ်ကယ်ဖြစ်ပါတယ်အဲ့တော့ကံကောင်းစေမဲ့ရေရာကတော့မနက်၆နာရီခန့်တိတိတိယတလုံးတတ်တော်ရီတစ်ခွက်ဖျောင်းနိုင်တဲ့တိုင်အိမ်ဖျားမှာလှုပ်ပြီးတော့စူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေကြည်ပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ကတော့မင်းသိန်းခိုင်ယူဝန်ထူးလင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။ ကျွန်တော်ရဲ့ဗေဒင်ရတရားဒီကိုမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နာမှာရှိနေတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့အဲ့တော့ follow လုပ်တာပို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးအောင်စေပိုင်စေနိုင်စေခိုင်းစေဗျာ